ဒီနေ့ကကျွန်တော်အင်္ဂါသာသမီတွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအဟောပြောလေးတွေအင်္ဂါသာသမီတွေရဲ့ဖြစ်လေဖြစ်ထားရှိတဲ့ပုံစံလေးတွေကိုနည်းနည်းလေးဟောပြောပြပြပေးပါမယ်။အင်္ဂါသာသမီအများစုကတော်တော်များများကိုကြည့်ကြည့်တဲ့အခါကျရင်ဘာတွေအများဆုံးတွေ့ရလဲဆိုရင်အင်္ဂါသာသမီတွေရာလေးဟိုအသွေးမအကုန်မာတာတွေကိုမကြာခဏတွေ့ရလေးရှိတယ်။ ။ဒါဘလို့အတွင်းမှာအခွန်မှားလဲဆိုလို့ရှိရင်ဒါအချစ်ကြီးနဲ့ပတ်သက်ရင်ငွေကြီးနဲ့ပတ်သက်ရင်အင်္ဂါဒါသမီးတွေမကြတာနဲ့အတွင်းကိုမှားတတ်တဲ့အကျင့်တွေရှိတယ်။အဲ့လိုမျိုးအတွင်းကိုမှားတတ်တယ်။နောက်ပြီးတော့ဟိုမချစ်တဲ့သူကိုချစ်မိတာ။ငွေကြီးနဲ့ပတ်သက်ပြီးတော့လဲငွေကြီးကိုအပေးမှားတာအယူမှားတာတွေမကြတာနဲ့ဖြစ်လေးရှိတာအင်္ဂါဒါသမီးတွေလိုလိလာရဲ့သူရှိရတယ်။အဲ့ဒါလို့ရှိရင်အင်္ဂါဓာတ်သမီးတွေရဲ့အဆိုးဆုံးအရာတချို့ကိစ္စရက်လေးတွေကဘာလဲဆိုလို့ရှိရင်မိတ်တဲ့အရာအရန်ဆိုတယ် သူတို့ကဘာရယ်မဟုတ်ခဲနဲ့ကိုတတိထိုင်ထိုင်နဲ့ကိုအနာကမှမိသွားတာအဲ့လိုမျိုးမိတတ်တဲ့အခြေအနေဘလောက်ပဲမိတတ်ပါစေနော်သူ့ရဲ့ဟိုသူ့ကိုထားခဲ့တဲ့သူကိုတော့မမိနိုင်ဘူးအဲ့ဒါတော့သူတို့ရဲ့ဟိုအားနေချက်ပေါ့နော်နေရာတကာကိုမိတတ်တဲ့အကျင့်တွေကသူတို့မှာအများဆုံးရှိပြီမဲ့နော်အသက်ခွဲသွားတဲ့အသက်ခွဲသွားတဲ့သူတို့စိတ်ငြားသွားတဲ့သူတို့သူတို့ကိုပြစ်ထားခဲ့တဲ့သူတို့လစ်လူရှုသွားတဲ့သူတို့နော်သူတို့ကို တို့အနာကနေပြီးတော့ထွက်သွားတယ်တယောက်တော့သူ့ကိုတော့ဘယ်တော့မှမမိနိုင်တာအင်္ဂါသားသမီးတွေလို့ဆိုရမှာဖြစ်တယ်နော်အင်္ဂါသားသမီးတွေကအဲ့လိုမျိုးကိစ္စရက်တွေကြတော့သူကမေ့ဖို့တော်တော်ခက်ခဲရင်းတဲ့အနေအထားတွေမှာပါတယ်နောက်တစ်ခုကစိတ်အစွမ်းလန်ကြီးတယ်ဆိုတဲ့သဘောမှာလည်းပြရတဲ့အနေအထားမျိုးတွေရှိတယ်အင်္ဂါသားသမီးတွေငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်အချစ်ကြီးနဲ့ပတ်သက်လာလို့ရှိရင်အများကြီးလို့သူကနှစ်ခုနှစ်လမ်းနှစ်ခွအဲ့လိုမျိုးဖြစ်တတ်တယ်။မင်းတို့ကနှစ်ခွခွဲတာမဟုတ်ဘူး။နှစ်ခါမင်းတို့ကနှစ်ခွစိတ်ရှိတာမဟုတ်ဘူး။နှစ်ခွခွဲတာမဟုတ်ဘူး။ သူတို့စိတ်ဝင်စားတဲ့သူတွေကစိတ်ဝင်စားတဲ့သူတွေကနှစ်ယောက်ပြိုင်တာလို့နော်အဲဒါကြောင့်လို့ရှိရင်ဟိုအလုတ်ကင်တဲ့ပတ်တန်ငွေကြီးတဲ့ဝင်လာစရာလမ်းကြောင်းရှိတယ်ဆိုလို့ရှိရင်နှစ်မျိုးဖြစ်နေတာလို့နှစ်မျိုးဖြစ်နေတာသူကဘယ်ဟာကိုလက်ခံလို့လက်ခံရမှာမသိဘူးဆိုတဲ့အတွင်းမျိုးတွေသူတို့ကမကြာခဏဖြစ်တတ်တယ်ဖြစ်တတ်တဲ့အနေအထားတွေရှိတယ်နောက်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လည်းအင်္ဂါသားသမီးတော်တော်များငွေကြီးကိုဟိုလွယ်ရတဲ့ကူရရှိဖို့အရေးကိုတော့တော်တော်ခဲရင်တယ်ဒါကငွေကြီးနဲ့ပတ်သက်လို့ရှိရင်တော်တော်များများမှာသူတို့တော့ရုန်းကန်ရတာများတယ် ရုံးကရရဲဆိုတာတွေးချွေးတွေသူသားထက်ကိုတို့ကနည်းနည်းလေးပို့ပြီးတော့ဟိုငွေကြီးနဲ့ပတ်သက်ပြီးအားစိတ်ထောက်ရတဲ့အနေထားပိုင်းဆိုင်ရာလေးဒီမှာတွေ့ရတယ်။ဘလောက်ပဲတင်တာတက်ရင်တက်နေပါစီဘလောက်ပဲငွေကြီးဟိုဥစ္စာပစ္စည်းပြည့်စုံနေပါစီဘလောက်ပဲမိသားစုနောက်ခံ background ကောင်းပြီးတော့လုပ်ငန်းကိုင်ငန်းကိုဟိုတတကြီးကြီးလုပ်နေရပါစီ။အဲ့တော့ငွေကြီးရဖို့အတွက်ကိုလွယ်လွယ်ကူကူနဲ့မရနိုင်တဲ့သားမျိုးတွေမှာလည်းအင်္ဂါသားသမီးတွေပါတယ်။အဲ့လိုမျိုးလေးတွေပါတယ်။နောက်တစ်ချက်ကအင်္ဂါသားသမီးတွေရဲ့ဟိုအကြောင်းရင်းတစ်ခုပါတို့လား စကားပြောတဲ့အခါဒီမှာဘာတွေတွေ့ရလဲဆိုလို့ရှိရင်တချို့တော့အင်္ဂါသားသမီးတွေပြည်ကြည့်လိုက်လို့ရှိရင်စကားပြောလို့ရှိရင်နည်းနည်းဟိုထစ်တလို့လို့မပီမပဖြစ်တလို့လို့စကားပြောလိုက်တဲ့စကားတွေဒီလူတစ်ဖက်ကနားဝင်ဖို့နားလည်ဖို့ခဲရဲတဲ့အနေအထားမျိုးတွေရှိတယ်စကားကိုအေးလို့လဲသူဆိုလို့ရှိရင်လည်းအရဲအေးတယ်ရေခဲတော့လို့လို့ပဲဟိုမိထုခေါ်ပြောပြောချင်ပြောတယ်မပြောချင်လို့ရောအဲ့ဒီပုံစံမျိုးနေတယ်အတခါကျလို့ရှိရင်အရဲပွက်လက်တဲ့သူတွေကြတော့လေဘာနဲ့သွားအားထားတာတူလဲဆိုလို့ရှိရင်သူကစကားပြောလာပြီဆိုလို့ရှိရင်ဟို ပုံတို့ပတ်စာလေးတွေပါတယ်အဲစကားပုံလေးတွေပါတယ်အဲကြောင့်လို့ရှိရင်စကားဖြီလေးတွေပါတယ်ဒီစကားရေကိုအတော့လေးတွေအတက်လေးတွေအတော့လေးတွေအတက်လေးတွေအဲကြီးပြောတတ်တယ်အဲ့လိုလိုလေးတွေပြောတတ်တယ်မပြောဘူးဆိုလို့ရှိရင်လည်းလုံးလုံးပြပြတာကြီးဟိုထုံထုံပြပြအားကြီးလိုမျိုးစကားကိုဟုတ်ဒီပတ်ဒီကိုမပြောဘူးဟာသူတို့ပြောလိုက်တဲ့စကားကိုလည်းတခါကြောက်လို့ရှိရင်ဟိုမပီတတာတို့အဖျားဆော့လုံးလေးတွေအထိတ်လုံးလေးတွေကဘာမှမသိတာတို့စကားလေးလုံးမကွဲတဲ့ပုံစံမျိုးလေးတွေအင်္ဂါသားသမီးတွေတော်တော်များပြောတတ်တယ်နော် အဲ့လိုဇယိုက်မျိုးတွေမှာတို့မှာအမြဲတမ်းလို့တွေ့ရတဲ့အခြေအနေပိုင်းဆိုင်ရာတွေရှိတယ်အဲ့ဒါလို့ရှိရင်အင်္ဂါသားသမီးတွေကတချို့တို့ရဲ့စကားတွေကိုတို့ပြောလိုက်တဲ့အရာတွေကိုတစ်ဖက်ကနားလည်ဖို့ခတ်တယ်လို့အောက်လက်ငယ်သားတော်လည်းကောင်းညီကိုမောင်တော်ကတော်လည်းကောင်းတစ်ခါကျလို့ရှိရင်ဝန်ထမ်းတွေကိုတော်လည်းကောင်းနော်အဲ့ဒါလို့ရှိရင်အပေါင်းအသင်းမိတ်ဆွေတွေကိုတော်လည်းကောင်းဒါမျိုးကိုတို့ကတို့ပြောလိုက်တဲ့စကားကိုဒီလူတွေကတိတ်ပြီးလက်ခံလာရှားတယ် 哎，你那么看我，那么那么看我，谁在家路还拉的，俺老那么好过，都是干过，来看见，那么看见，都晓得，哎呀我，哦，来看见，那么看见，都搞什么去？那么看嘛，我看来你，毕竟路太彪了，路也太彪了，哎呀，大东美的嘛叫，我一样的，那牛都一样的，但牛啊，哎呀，我叫伢的，哎呀，大东美的都一样的，哎呀，我叫伢的是吧？谁彪的？你他妈谁呀？我彪了，谁彪的是吧？阿哪类啦？大家路线他他走阿哪类啦？ အဲ့အဲ့လိုလေးတွေတွေ့ရတယ်တချို့စိတ်ပြတ်သားတဲ့သူမျိုးကြတော့လေဘလို့ပုံစံသွားလဲဆိုလို့ရှိရင်စကားပြောဒုတိယပါဘူးတစ်ဖက်သားနားတွေကိုဘလို့ပဲရောက်မသိဘူးဟဲ့လားဒါမလို့ကျင်းဒါမပေးဘူးကြောင်းရင်ပါမသိဘူးကွာပြီးပြီဟာဒါမရောက်မယူဘူးကွာမယူအဲဇီဝရာနာမယူဘူးမယူဘူးတောင်းခါလိုက်တယ်ပြီးဘာပဲမဲ့ကြည့်ကြည့်မပြောတော့ဘူးသူကမလို့ကျင်းဘူးဆိုလို့ရှိရင်ဘဲအရာကိုမှလှည့်မကြည့်တတ်တဲ့အကျင့်လေးပြီးပါတယ်အဲ့လိုအပါလေးအကျင့်မျိုးလေးတွေရှိရဲ့အနေအထားတွေမှာအင်္ဂါဓာတ်မိတွေကိုတွေ့ရတယ်ဒါကြလို့ရှိရင် အဲ့ဒါသားသမီးတွေအများအားလို့ဒုက္ခဖြစ်တတ်တဲ့အခက်အခဲဖြစ်တတ်တဲ့အရာကဘာလဲဆိုလို့ရှိရင်မိသားစုကိစ္စနဲ့အပြင်ကိစ္စနှစ်ခုရှင်လာမယ်ဆိုလို့ရှိရင်အဲ့ဒါသားသမီးတွေကအများအားတို့ကကြားမြတ်တတ်တဲ့အနေအထားမျိုးလေးတွေပါရှိတယ်။အာအပြင်ကကိစ္စအပြင်အပေါင်းအသင်းမိတ်ဆွေတွေကိစ္စတွေနဲ့မိသားစုကိစ္စတွေနဲ့အများအားလို့တို့ကကြားမြတ်တတ်တဲ့အတိုင်းတာလေးတွေမှာအင်္ဂါလာလေးမျိုးတွေ့ရတယ်။နောက်တစ်ချက်မှာဘာတွေတွေ့ရလဲဆိုလို့ရှိရင်အင်္ဂါသားသမီးတွေရဲ့မိသားစုရဲ့အိမ်မိသားစုအလုပ်တိုင်းနဲ့ပတ်သက်တဲ့အရာတွေကို ပြန်ပြီးလေ့လာကြည့်တဲ့အခါကျတော့အင်္ဂါတာဝန်ကြီးမှတ်လို့ရှိရင်အင်္ဂါပြဿနာမကင်းတာများတယ်။သူကိုယ်တိုင်တော့လကောင်းသူ့မိသားစုဝင်တော့လကောင်းဒီလိုလူမျိုးတွေကဘယ်ဘယ်တော့မှတော့ပြဿနာမကင်းအငြင်းတဲ့လူပြဿနာတွေဟိုဝက်နှချဲဆိုင်လို့မရတဲ့ကိစ္စရဲ့လူတွေအငြင်းတဲ့လူဖြစ်တယ်။ညီကိုမမနဲ့မျက်စင်းဆိုင်လို့မရတာနဲ့ဒါကြလို့ရှိရင်အထက်လူကြီးအထက်လူအောက်လူတွေနဲ့ဝက်နှချဲဆိုင်လို့မရတာနဲ့မိသားစုနဲ့အဆင်မပြေတာနဲ့ဒီလိုပုံစံမျိုးတွေတော်တော်များများ ပြဿနာဖြစ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာမှာအင်္ဂါသားသမီးကိုတွေ့ရတယ်ပြဿနာအများဆုံးဖြစ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာမှာအင်္ဂါသားသမီးကိုတွေ့ရတယ်ဒီလိုပြဿနာများပင်နဲ့လေတဲ့မိသားစုအောက်လက်ငယ်သားတွေကိုတော့တာရောစေပြက်လာလို့ပြီးရတော့လည်းမပြက်ပြန်ဘူးနော်ပြဿနာကြီးမကြာခဏဖြစ်နေတော့လေအောက်လက်ငယ်သားတွေအပေါ်မှာအနည်းနဲ့အနော်တာခံတတ်တဲ့အခြေရှိတယ်အနည်းနဲ့အနော်တာခံတယ်အနည်းနဲ့စိတ်ရှိတယ်အနည်းနဲ့ပြီးခံတယ်ပြီးခံတော့ညာလေသူတို့ကဘလောက်ပဲကောင်းအောင်နေနေအကောင်းမဖြစ်ပေါ်တတ်တာအဲ့ဒီ အင်္ဂါသားသမီးတွေပဲအဲ့တော့အကောင်မဖြစ်ပါအကောင်မမြင်တာအင်္ဂါသားသမီးတွေသူတို့ကအများအားလို့အဆိုးလို့ထင်ထားကြတယ်။ဘာကြောင့်ထင်ထားကြလဲဆိုလို့ရှိရင်အင်္ဂါသားသမီးတွေကဒါကြောင့်လို့ရှိရင်စိတ်အေးနဲ့လှုပ်ရှားလှုပ်တတ်တယ်။ဟာကြောင့်လို့ရှိရင်ဒုံတိုင်းဒုံဒုံတိုင်းထားလှုပ်တတ်တဲ့အနေအထားမျိုးလေးတွေလှုပ်တယ်။သူတို့ရဲ့အနေအထားမှာကနည်းနည်းပတ်ဝန်းကျင်မိသားစုတွေနဲ့နည်းနည်းအကန့်လေးတွေလှုပ်တတ်တဲ့အကျင့်လေးတွေရှိတယ်။အကန့်လေးတွေအကျင့်အဲ့ဒီအကျင့်တွေကြောင့်သူတို့တွေကကောင်းရဲ့ဓာတ်နဲ့အကောင်းမြင်မှန်ရတာ မန်လီရဲ့ဒါနဲ့အထက်ပဲခံရတာဒါမျိုးတွေတော်တော်များများအင်္ဂါဒါသမီးတွေရဲ့ဟိုဘဝတတ်တတ်မှာတွေ့ရတာများတယ်နောက်တစ်ချက်ကစီးပွားရေးနဲ့တတ်တတ်လာလို့ရှိရင်အင်္ဂါဒါသမီးတွေကဘာနဲ့အလားတလာတူလဲဆိုတော့လူအလုံးလုံးနေမှာအဆင်ပြေတတ်တဲ့အခြေအနေပိုင်းဆိုင်ရာနဲ့အလားတလာတူတယ်သူကအလုံးလုံးနဲ့လက်နဲ့မပြတ်မှသူတို့အတွက်ကျမကြီးလည်းကောင်းတယ်အဲ့ဒါနေရထိုင်ရတာလည်းအဆင်ပြေတယ်အဲ့လိုမျိုးရှိတယ်သူကအလုံးမလုံးဘူးငုံငုံနေလိုက်လို့ရှိရင်အဖေကနားတယ်ခေါင်းကနားတယ်ဟိုကနားတယ်ဒီကနားတယ် အဲ့ဒီကျမ်းမာရေးထထောက်တယ်နော်အင်္ဂါသာသမီတွေတော်တော်များများမှာကတော့ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်ကျမ်းမာရေးကောင်းနေတယ်ဆိုလို့ရှိရင်တော့အလုံးနဲ့ပတ်သက်တဲ့အရာကိုစီးပွားရေးနဲ့ပတ်သက်တဲ့အရာကိုမိညဒါမှမဟုတ်လို့ရှိရင်စားကျင်တယ်စားနားကျင်တယ်နားအချိန်တိုင်းမှာလို့လို့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာနဲ့ဖလှယ်ပတ်နေတယ်ဆိုလို့ရှိရင်တော့အင်္ဂါသာသမီတွေကျမ်းမာရေးဆိုးဆိုးဝါးကြီးမဖြစ်ဘူးအဲ့လိုမှမဟုတ်ပဲနဲ့ငေါတုံးနဲ့ထိုင်လိုက်နဲ့ငေါတုံးထိုင်လိုက်တာနဲ့ဟိုဟိုဝါဖြစ်လိုက်ပြီးရဖြစ်လိုက်စီးအောင်စီးကန်းနဲ့တော့ဝါမိတ်ဆက်နေပြီးရောမိတ်ဆက်နေပြီးရော စီးတမယာပတ်ဆက်စီးအောင်ပေးလိုက်စီးကမ်းပေးလိုက်စီးအောင်ပေးလိုက်စီးကမ်းပေးလိုက်အဲ့လိုမျိုးတွေပေးရတယ်အဲ့လိုမျိုးတွေပေးတတ်တဲ့အခြေအနေတိုင်းဆိုင်ရာတွေရှိတယ်အင်္ဂါသားသမီးမျိုးတော်တော်များများကြည့်ရတဲ့အနေထားမှာဟိုမိတာစုဝင်နဲ့အပြင်တစ်စိမ်းနှစ်ဖက်ကိုရှင်ကြည့်မယ်ဆိုလို့ရှိရင်အပြင်တစ်စိမ်းကသူ့ကိုအထင်ကြီးတယ်လေးစားတယ်အဝေးမှနေတဲ့မိတာစုအဝေးမှနေတဲ့ဆွေမျိုးအပေါင်းအသင်းဒါမှမဟုတ်လို့ရှိရင်ဟိုအတိမိတ်ဆွေတွေအဝေးမှနေတဲ့သူတွေဆိုလို့ရှိရင်သူ့ကိုအထင်ကြီးတတ်တယ်လေးစားတယ်ယုံကြည်မှုအပြည့်ပေးတယ် တကယ်တော့ယုံကြည်မှုအပြည့်မပြည့်တာသူ့အနည်းမှရှိတယ်သူ့မိသားစုတွေကသူ့ကိုယုံကြည်မှုအပြည့်မပြည့်ဘူးမယုံတာများတယ်ဘာကြောင့်မယုံလဲဆိုတော့စိတ်ထင်ရလောက်တာလို့ခါကြလို့ရှိရင်အတွေးမှတတ်လို့အငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းအတွေးမှတတ်တယ်စိတ်နဲ့ပတ်သက်လို့ရှိရင်လည်းအတွေးမှတတ်တယ်အောက်လက်ငယ်တိုင်းလည်းပတ်တယ်လည်းသူကအတွေးမှတတ်တယ်ဟာလားကိစ္စရရတစ်ခုခုအရေးကြီးကိစ္စရရတစ်ခုခုပြောလိုက်တာမှားလိုက်တာလမ်းဟိုလမ်းကြုံစကားပါလိုက်တယ်ဆိုလို့ရှိရင်အင်္ဂါသားသမီးတွေကတတ်နိုင်လို့မပါမိဘူးတော့ဟိုအကြံပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူကမင်းရယ် မင်းရဲ့တတ်တဲ့လူတွေဆိုလို့ရှိရင်သူတွေအများဆုံးကိုကြည့်လိုက်လို့ရှိရင်အင်္ဂါသားသမီးတွေကိုတွေ့ရတယ်ဟုတ်လားမင်းလွယ်တယ်ပျောက်လွယ်တယ်သူမကလွယ်ရင်ပေါ့နော်ထားခဲ့တဲ့သူကလွယ်ရင်ပေါ့နော်အဲအဲ့လိုလူမျိုးကလွယ်လို့ရှိရင်တော့ကျန်တဲ့အရာတွေကိုတော့တော်တော်များများမှသူကမိတတ်တယ်မိတတ်တဲ့အကျင့်လေးတွေရှိတယ်ဒါပေမဲ့အင်္ဂါသားသမီးတွေကအကောင်းဆုံးကဘာလဲဆိုလို့ရှိရင်စုံစမ်းတာတို့ထောက်လန်းတာတို့ကိုနောက်ွယ်ကနေတခုခုအတင်းပြောတာတို့ဒါမှမဟုတ်ရင်ကိုချစ်သူကိုအိမ်အောင်ဘက်ဖောက်ပြန်နေတာတို့ဆိုလို့ရှိရင်သူကထောက်လန်းတာတော့အရန်တော့တယ်ဘာလို့တော့လဲဆိုလို့ရှိရင် ုံတိုင်းမျက်လုံးရှိတယ်။သူတို့စိတ်ကတိတ်လိုက်ပြီဆိုတဲ့အရာကိုထပ်ကလေးဆိုသွားမေးလိုက်။အဲ့ဒီမေးလိုက်တဲ့အရာသူတို့သိပြီသားအရာပဲ။သိပြီသားအရာမှာမေးတာ။ကိုအမားလောက်ထားတဲ့ဆိုလို့ရှိရင်အင်္ဂါသားသမီးကသူတို့အရှိမအကြုံပြီးဝန်ခံလိုက်။အဲ့ဒါဆိုရင်လွယ်တယ်တတ်တာတယ်။